ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမနက်ဖြန်မနက်ပိုင်းကိုရောက်ရင်တော့ကျွန်တော်တို့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ထိုးတဲ့ပွဲစဉ်ကိုကြည့်ရှုရတော့မှာပါ UFC 317ပြိုင်ပွဲမှာကျွန်တော်တို့ကရှင်းဖိုက်တာလေးဂျိုရှွာဘန်နဲ့ဒါ Brendan Rivera ကိုထိုးမဲ့ပွဲစဉ်ကိုအရင်ပဲစိတ်ဝင်စားနေကြတယ်ပေါ့လေဒီတော့ Brendan Rivera နဲ့ Joshua Banu ရ <Yeah. S 1> <Yeah. S 2> ဲ့ပွဲစဉ်မှာအနိုင်ရတဲ့သူက Champion ရွှေကပတ်စင်ကိုပဲထိုးခွင့်ရဖို့ရှိနေတယ်ဆိုတော့နှစ်ယောက်လုံးကတော့ ပြင်းပြင်းထန်ထန်ကြိုးစားလာကြမှာသိကြနေပါတယ်ခင်ဗျပြီးတော့ဂျိုရှောဘန်အနေနဲ့ဆိုရင်လက်ရှိမှာမြန်မာနိုင်ငံကပြည်သက်တွေရဲ့စိတ်ဝင်စားမှုကိုလည်းအရင်ကထက်ပိုပြီးရရှိနေဖြစ်ပါတယ်ဇွန်လထဲမှာဂျိုရှောဘန်အနေနဲ့ဒါနောက်ထပ်တစ်ပွဲထပ်ပြီးထိုးဝင်ရတာပေါ့လေနှစ်ပွဲဆက်တိုက်ထိုးရတယ်လို့ဖြစ်သွားတာပေါ့ရှေ့မှာသူဒီဘရာဇီးဖိုက်တာကိုအနိုင်ရခဲ့တယ်အဲ့တော့ရှေ့မှာဒီ UFC 317ပြိုင်ပွဲမှာထိုးအစီအစဉ်ထားတဲ့ မာနကိစ်နဲ့ rivalry ရဲ့ပွဲမှာမာနကိစ်ကလက်ကျင်အဆင့်အုံဒိုင်အနာတရားဖြစ်သွားတော့ short notice နဲ့ fighter တယောက်အစားထည့်ကိုလိုလာတယ်ဒီအချိန်မှာ UFC ကဂျိုရှွာဘန်ကိုရွေးလိုက်တယ်ဂျိုရှွာဘန်ကတော့ဒီခွင့်ရကိုသူကျင်နေတယ်ပေါ့လေသူ့အနေနဲ့ရှေ့ရပွဲစဉ်မှာပြင်းပြထန်ထန်ဒိုင်အရထတာမရှိဘူးပြီးတော့ပင်မနှွမ်းနိုင်မှုလည်းမခံစားခဲ့ရလို့ UFC ကကန်လာတဲ့အချိန်မှာ short notice နဲ့ဝင်ထိုးဖို့ကိုသူဆုံးမြတ်ရချလိုက်တာလို့ပြောထားတယ်ခင်ဗျာ ်ဘရနရိုက်ဘော့ကလည်းသူ့အနေနဲ့အဆင့်30နဲ့30အောက်ကဖိုင်တာနဲ့တကားမတွေ့ဘူးတော့ဂျိုရှွာဘန်နဲ့ထိုးအောင်ပွဲဟာသူ့အတွက်ရင်ခုန်စရာပဲလို့ပြောနေပါတယ်ခင်ဗျအဲ့တော့ဂျိုရှွာဘန်နဲ့ရိုက်ဘော့တို့မနက်ပြန်ပဲချိန်ထိုးမလဲဆိုတော့ကိုပြိသက်တွေစိတ်ဝင်စားရှိနေကြပါတယ်ဒီတော့မနက်ပြန်မှာဒီပြိုင်ပွဲကြီးစတင်မဲ့ချိန်ကိုကျွန်တော်ပြောပြပေးကြပါတယ်ခင်ဗျပြန်ပွဲကအမေရိကန်ပြောင်စုမှာဆိုရင်ဇွန်လ28ရက်မှာထိုးရမယ်မြန်မာစံတော်ချိန်ရဆိုရင်တော့ဇွန်လ29ရက်မနက်ပိုင်းဖြစ်မယ်ခင်ဗျ မြန်မာစံတော်ချိန်အရ UFC 317ပြိုင်ပွဲကြီးကိုမနက်6နာရီရောက်ရင်ပြိုင်ပွဲစကြည့်ရမှာပါထိုင်းနိုင်ငံရောက်မြန်မာပြည်သက်တွေအနေနဲ့ဂျိုရှွာဘန်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ UFC 317ပြိုင်ပွဲကြီးဟာထိုင်းစံတော်ချိန်အရမနက်6နာရီခွဲမှာပြိုင်ပွဲစတင်မှာဖြစ်ပါတယ်မလေးရှားစင်ကာပူနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာလည်းမြန်မာနိုင်ငံသားတွေရောက်ရှိနေဆိုတော့အဲ့မှာပွဲကြည့်ခြင်းနဲ့ဆိုရင်တော့ဒေသစံတော်ချိန်မနက်9နာရီခွဲကစလို့ပြိုင်ပွဲကိုကြီးကြီးပွားပွားရရှိပါလိမ့်မယ်ဂျပန်နဲ့တောင်ကိုရီးယားမှာလည်း မြန်မာနိုင်ငံကလူတွေအများကြီးရောက်အောင်တော့အဲ့ရလူတွေအနေနဲ့ကျွှော့ပန်းကိုအားပေးခြင်းတော့ပြန်ပွဲကိုဒေသဆန်တော်ကြိမ်မနက်၈နာရီခွဲမှာစပီးကြည့်ရဖို့ရှိနေပါတယ်ခင်ဗျာအော်စတြေးလျမှာတော့မနက်၉နာရီခွဲရောက်ရင်ပြန်ပွဲစကြည့်ရမယ်နယူးဇီလန်မှာတော့မနက်၇နာရီခွဲ sorry အာရေဗျနဲ့ကာတာနိုင်ငံတွေမှာတော့နေ့လယ်၂နာရီခွဲ UAE နဲ့အိုမန်နိုင်ငံတွေမှာတော့ဒေသဆန်တော်ကြိမ်မွန်းလယ်၃နာရီခွဲဗြိတိန်မှာတော့မွန်းတက်၁၀နာရီရောက်ရင် USD 317ပြန်ပွဲကြီးကိုစကြည့်ရမှာခင်ဗျာအဲ့တော့ကျွှော့ပန်းနဲ့ Riboro ဟာ Flying Wooden ပွဲစဉ်ပြထိုးကြမှာဖြစ်ပါတယ် ဂျိုရှွာဘန်အနေနဲ့ပြိတ္တမျောလင့်နေတဲ့နိုင်ပွဲကိုအရယူပြီးအောင်မြင်မှုကိုဖမ်းဆုပ်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာဂျီရှုအပိပြိတ္တအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ